အားလုံးပဲမင်္ဂလာပါနော်ကောင်းဆက်သတင်းဌာနမှာပြန်လဲဂျိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ဖိုင်းရတော့နွေဦးတော်လန်ကြီးကဘာကြောင့်နိုင်မှာလဲဆိုတဲ့အချက်ကိုပြောပြလာတဲ့ကိုကိုလွင်ရုပ်သံမျိုးတို့ဖိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒရိုင်မာကိုလွင်ကဘလို့အကြောင်းအရာတွေကိုထောက်ပြထားပြီးပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ เนาะအဲ့တော့ကျွန်တော်တို့ဒီတော်လန်ရေးပြီးသွားပြီဆိုတဲ့အခါကျတော့ရှင် now now ပေါ့เนาะတခြားတိုင်းပြည်တွေမှာလည်းဒီလိုအာဏာရှင်တွေမပေါ်ပေါက်အောင်ပေါ့လူငယ်တွေကနေဥဆောင်လိမ့်မယ်เนาะ now လာမဲ့ဒီကျွန်တော်တို့ရဲ့ပေါ့เนาะဟိုပြည်သူတွေရဲ့ပေါ့ဟလာဟိုအခန်းကဏ္ဍတွေကနောက်ဆိုလို့ရှင်ဒါဟို အရေးပါလာလိမ့်မယ်ပေါ့နော်အခုချိန်မှာတော့အာနာရှင်တွေရှိနေတဲ့အတွက်ကြောင့်နော်ပြီးတော့အာနာရှင်ရဲ့ထောက်တိုင်တွေရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သူလူထုဟာမပြောရဲမဆိုရဲမလုပ်ရဲမကရဲနော်အဲအဲ့လိုမျိုးတွေနဲ့သူတို့ရဲ့အသက်တွေဆုံးရှုံးမှာကိုကြောက်တဲ့အခါကျတော့အဲသူတို့ဟိုတချို့အရာတွေဆိုရင်ရင်ကုန်နှုတ်ပိတ်နေနေရတယ်ပေါ့ဒါပေမဲ့ဗာလဲဆိုတော့များသောအားဖြင့်ပြည်သူလူထုတွေမှာအဲသူတို့ရဲ့ဒီစိတ်ထဲမှာပေါ့လုံးဝလုံးဝနော်သူတို့ဟာဟိုဟိုသူတို့ရဲ့မကျင်တဲ့အကြောင်းတွေကိုအမြဲတမ်းအမြဲတမ်းသူတို့ဟို ဟိုပြနေပါတယ်ပေါ့နော်ပြနေပါတယ်မတိမတာလည်းပြတယ်လို့တိတိတတလည်းပြပါတယ်เนาะအဲ့အတွက်ကြောင့်အဲအဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီຫນွေဥဒေါ်လာရင်းမှာပေါ့ဟိုတချို့တွေတချို့တွေအားဆိုလို့ရှိရင်ဟိုဒိုလောဒိုလောပေါ့နိုင်ပါမလားဆိုတော့အတွေးတွေပေါ့နော်ရှိတယ်ပေါ့အဲ့တော့ကျွန်တော်ပြောချင်တာနိုင်ပါပါနော်ຫນွေဥဒေါ်လာရင်းနိုင်အောင်နိုင်ပါပါအဲဆ iam တော်မီမီဝင်းပတ်ပေါ့နော်အဲ तू तू ပြောထားတဲ့အဲတုံးသက်ချက်တွေကိုကြည့်ကြည့်ပေါ့နော်ဆိုတော့ဒီအကျန့်ဖတ်စစ်တက်ကအဲ့ သူကအဲဘယ်လိုပြောရမလဲအယူမီဝိုင်းလိုဖြစ်နေပြီတဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုမြို့နယ်တိုင်းပေါ့နော်အဲရက်ကွက်အတိုင်းပြည်နယ်တိုင်းကနေပြီးတော့ထကြွပြီးတော့မှသူတို့စန့်ကျင်နေတာဖြစ်တယ်တဲ့အရင်တော့ဒါမျိုးတွေမရှိဘူးတဲ့နော်ဒီဒီလိုမျိုးမြေအောင်လာရဲ့ဟလာအခု legitimate ဖြစ်အောင် live လုပ်နေတဲ့ကိစ္စတွေကလည်းတကယ်တော့အောက်မြင်မှာမဟုတ်ဘူးတဲ့နော်နောက်ပြီးတော့ဟိုဟိုသုံးသက်ချက်တစ်ခုပေါ့နော်အဲ့သုံးသက်ချက်ကဘာလဲဆိုတော့ ရွေးကောက်ပွဲဖြစ်မှာနဲ့မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်လည်းအဲတုံ့တက်သွားတယ်ဆရာဦးကြီးမြင့်တို့လည်းတုံ့တက်သွားတယ်နောက်ချားလူတွေလည်းတုံ့တက်တယ်ပေါ့အဲ့တုံ့တက်ကြတွေကိုကြည့်ပြီးတော့မှအဲကျွန်တော်တို့တိတ်အားရတယ်ပေါ့နော်ဘာဖြစ်လို့အားရတယ်ပြောလဲဆိုတော့အဲ့တုံ့တက်မှုတွေဟာတကယ်ကိုကျွန်တော်တို့အတွက် motivation ဖြစ်တယ်ပေါ့ဘာကြောင့်လဲဆိုတော့ဟလာစစ်ကောင်စီဟလာဒီစစ်အချမ်းဖက်မင်းအောင်ထိုင်ကတော့နော် fascist တပ်ကတော့ तू ကနော် तू ကအဲရွေးကောက်ပွဲကို तू မရရတဲ့နီးလန်းနဲ့ သူကတော့သူ legitimate ဖြစ်အောင်ရအောင်လုပ်လိမ့်မယ်เนาะရအောင်လုပ်လိမ့်မယ်အဲ့ဒီအတွက်လဲရတာမရတာလဲကျွန်တော်တို့ဒီဘက်ကလူတွေကဘာမှလဲရင်ခုန်စရာလည်းမရှိဘူးเนาะရင်ခုန်စရာလည်းမရှိဘူးအဲ့တော့ဒီဘက်ကလူတွေကလည်းအဲခုနလိုပေါ့ဟိုသူတို့ကိုအပြက်ဖြုတ်ဖို့ပဲเนาะဟိုစဉ်းစားနေတဲ့သူတွေကြီးပဲเนาะစဉ်းစားနေတဲ့သူတွေကြီးပဲဆိုတဲ့အခါကျတော့ဟောဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ဒီဘက်ကအဖွဲတွေကအာဟိုသူတို့အပြုတ်တိုက်ဖို့ပဲစဉ်းစားထားတယ် နော်အပြုတ်တိုက်ဖို့ပဲစဉ်းစားထားတဲ့အတွက်ကြောင့်ဟဲ့လား तू ဘလို့ပဲရွေးကောက်ပွဲကိုဖြစ်အောင်လုပ်ပါတယ်ပြောပြောနော်ဖြစ်တဲ့နေရာတွေမှာဖြစ်ပါတယ်လို့လုပ်သွားရင်လည်းဟဲ့လားဟိုသူ့ဘန်သူလုတ်လုတ်တာပဲဖြစ်လိမ့်မယ်နော်ဒီကျွန်တော်အခုပြောချင်တာကတော့ဘာလဲဆိုတော့ဒီတော်လှန်ရေးလုပ်နေတယ်ပေါ့နော်အဲလက်နက်ကင်အဖွဲ့အစည်းတွေပေါ့ကျွန်တော်တိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေဆိုရင်လည်းပေါ့နော် တကယ်လို့သူတို့ရဲ့ဒီဝေဥတော်လှန်ရေးရပါပေါ့နော်သူတို့ကောင်းဖို့အတွက်သူတို့ပြည်နယ်လွတ်မြောက်ဖို့အတွက်တခုတည်းလုပ်ပြန်ဆိုရင်လည်း ကျွန်တော်တို့ပြည်သူတွေကထောက်ခံမှာမဟုတ်ဘူးเนาะဘုရားလို့ပေါ့ဒီမေအောင်လိုင်းเนี่ยเนาะဒီအကျန်းဖက်စစ်တပ်เนี่ยပေါင်းစည်းသွားတယ်ဆိုလို့ရှိရင်လည်းဟလာကျွန်တော်တို့ဒီဘက်ကလူတွေလက်ခံမှာမဟုတ်ဘူးเนาะဒါကြောင့်ကျွန်တော်တို့ကဘာမှเนาะဟိုကျွန်တော်တို့ပြောချင်တာဟိုရေးတော့ပုံအောင်ပြီးအောင်ပြီးအောင်ပြီးဆိုပြီးတော့မှเนาะဟိုဘယ်လိုပြောရမလဲပေါ့ပေါ့ရော့ရော့เนี่ยကျွန်တော်နေလို့မရဘူးเนาะဒီ အကြံဖက်စစ်တပ်ကနော်ဘာလုပ်မလဲဆိုတော့သူတို့ကရန်ကုန်မြို့ကနေပြီးတော့ဒီပြည်သူလူထုတွေကနေပြီးတော့ PDF တွေကနေပြီးတော့ထချွတ်ပြီးတော့အဲ့လားသူတို့ ਨੇ ပြဿနာတက်ပြီဆိုလို့ရှိရင်အဲ့နေရာ PDF စိုးမိုးသွားတယ်ဆိုရင်လည်းရန်ကုန်မြို့ကြီးကိုလည်းသူတို့ပြဖြစ်သွားအောင်သူတို့ဟိုစစ်စစ်ညက်ကြည့်သွားအောင်သူတို့ဘုံကျဲမှာပဲနော်ဘုံကျဲမှာပဲသူတို့ကနော်အဲ့လားဘာဖြစ်လို့အဲ့လိုလိုက်လုံနေလဲဆိုတော့သူတို့ကရှင်းရှင်းလေးပဲဟို PDF နဲ့ပေါင်းမယ် PDF နဲ့အလုပ်လုပ်မယ် အန်ယူဂျီနဲ့ပေါင်းမယ်ဆိုရင်မင်းတို့ဒီလိုဖြစ်ရမယ်ဆိုတော့အတွေးမျိုးတွေအတိမျိုးတွေနဲ့တို့ကလုံးမှာပဲအဲ့တော့ကျွန်တော်ဘက်ကပြောရမှာပါလဲဆိုတော့ဟိုမပေါင်းတဲ့နေရာတွေကိုလောက်တာကြတော့ဘာပြောမလဲကျွန်တော်ကဟမ် PDF တွေမရှိတဲ့နေရာတွေလောက်တာကြတော့ဘာပြောမလဲအဲ့တော့ရှင်းရှင်းလေးပဲပေါင်းပေါင်းမပေါင်းပေါင်းတို့ကလုံးမှာပဲဘာကြောင့်လဲသူတို့ကမဆားရရမယ်တဲနဲ့ပါမှာเนาะမဆားရတဲ့အမဲကိုတဲနဲ့ပါမှာ နော်ကိုမစားရဘူးဆိုရင်သူများစားလို့မရအောင်လုပ်မှာအဲသူတို့ရဲ့အကြံစီပဲနော်အဲ့တော့ဒီမန္တလေးမြို့ကြီးပြကြသွားပါစေရန်ကုန်မြို့ကြီးပြကြသွားပါစေနေပြည်တော်ကြီးပြကြသွားပါစေနော်သူတို့ရဲ့ဒီအရေးတော်ပုံကဘာလဲဆိုတော့သူတို့တာလျင်ဆက်လက်တရှိရေးပဲနော်အဲ့လောက်အယိုးကိုက်များနေပြီးတော့လိုက်ပြီးတော့မှနော်အယိုးကိုက်တွေကလိုက်ပြီးတော့မှဟိုလုတ်ပေးနေတယ်ဆိုတဲ့ဟာအဲ့တော့ရှင်းရှင်းလေးပဲသိတာတယ်သူတို့ကအယိုးကိုက်ရှင်လို့လိုက်လုတ်ပေးနေတာဖြစ်တယ် เนาะအဲ့တော့ကျွန်တော်တို့အနေနဲ့တိထားဖို့ကဒီအကျန်းဖက်စစ်တပ်ကိုကျွန်တော်တို့ဘလို့နီးနဲ့တုတ်ကြသွားအောင်เนาะလောက်ကြမလဲလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီတကယ်ပေါ့တိုက်နေတဲ့เนาะဟိုမြေပြင်ကအဖွဲစည်းတွေတကယ်လုံနေတဲ့အဖွဲစည်းတွေကိုရအောင်ရှာရှာပြီးတဲ့အခါမှာရအောင်ထောက်ပံ့เนาะတကယ်အလုံးမလုံတဲ့မြေပြင်ကအဖွဲစည်းတွေဆိုရင်လုံးလုံးဖြစ်အောင်တိုက်တော့မယ်เนาะအလုံးလုံးဖြစ်အောင်တိုက်တော့မယ်ဟိုစစ်ဘေးရှောင်တယ်လို့မျိုး လုံနေမယ်ဆိုလို့ရှိရင်တော့လုံးဝလုံးဝထောက်ပံ့ခြင်းပေးကမ်းခြင်းနဲ့အစိတ်ပင်ကိုရေမလောင်းပါနဲ့နော်တကယ်တမ်းဆိုလို့ရှိရင်ဒီအချိန်မှာပူပေါင်းရမယ်တိုက်စစ်တွေထည့်ရမယ်နော်လောက်ရမယ်အဲ့တော့ဟိုတခါတလေဒီကိုဇွဲတို့စကားမှားသွားတာလေးရှိတယ်ပေါ့နော်အဲ့လားလေးတွေကဗာဒါကျွန်တော်ပေါ်တင်ပြောတာနော်အဲ့ဗာလဲဆိုတော့ဟိုဟိုပေးလေကျွန်တော်တို့တနက်ပေးလေကျွန်တော်တို့ဟိုဟာပေးလေဒီဟာပေးလေကျွန်တော်တို့တိုက်မယ်ဆိုတာဒါကြီးကတခါလေးကြိုက်ရင်မှန်တယ်လို့တော့ဖြစ်တယ်ဒါပေမဲ့မှားတယ် မနေ့ကကျွန်တော်တို့စတော်လန်နေရနော်ဒီဒီမရှိရှိတာနဲ့တော်လန်နေတာလေကို့မှာအခုရှိလာပြီဆိုတဲ့အခါကျရင်မရှိရှိတာနဲ့တိုက်ရမယ်တိုက်ရင်းနဲ့ပဲကျွန်တော်တို့ကရန်သူလက်နဲ့ကို့လက်နဲ့ဖြစ်လာမှာမတိုက်ဖဲနဲ့တော့သိတယ်မလားဟိုလက်နဲ့တွေအများကြီးစုဆောင်းပြီးတော့မှပြီးလဲပြီးတော့ဟိုကလာတိုက်သွားတဲ့အခါကျရင်အဲ့လက်နဲ့တွေပါသွားအော်အဲ့တော့ဘာလဲဆိုသူတို့စုပေးတယ်လို့ဖြစ်တယ်။နော်အဲ့လိုဖြစ်တယ်။အဲ့တော့တခါလေကြားလို့ရှိရင် ကားစကားပြောပါများစကားတွေကအမှားပါတဲ့ဆိုတော့အဲ့လိုမျိုးတွေလည်းကျွန်တော်တို့ကเนาะဒီမြေပြင်မှာတကယ်လုံနေတဲ့အဖွဲတွေမပြောစေချင်ဘူးအဲ့လိုမျိုးเนาะကိုဆွဲလို့ဆိုရင်ဒါကျွန်တော်အရန်ချစ်တဲ့အဖွဲပေါ့เนาะဒါဘာဖြစ်ဒါလူငယ်တွေเนาะများစုနဲ့ဖွဲ့စည်းထားတာเนาะအဲ့တော့ကျွန်တော်အရန်ချစ်တဲ့အဖွဲမဟုတ်လို့ကျွန်တော်ဝေဖန်တာဖြစ်တယ်ဘာဖြစ်လို့ဆိုတော့သူတို့ဆိုလေဒီ NUG ကအဲထောက်ပံ့တဲ့ဟာတွေဆိုရင်အဲခုနလိုပေါ့ဟိုလက်နဲ့မကောင်းဆိုရင် မကောင်းသူကလိုင်းပေါ်မှာချပြီးတော့မှအဲ့လိုမျိုးတွေထပြောတာတွေเนาะနောက်ပြီးတော့ဒီဒီ ဒီဟိုဟာပေါ့မစ်ရှင်တွေမစ်ရှင်တွေမှာဒါတွေမကူညီဟိုဟာမကူညီထပြောတာတွေလူငယ်ဆိုရဗျာလူငယ်စိတ်နဲ့ပြောတာပေါ့နော်အဲ့တော့တစ်ခါလေကြားလို့ရှင်ကြတော့ဟိုဒါပို့ပြီးဝေးကွာသွားစီတဲ့အကြောင်းရင်းတွေဖြစ်တယ်ပေါ့အဲ့တော့သူတို့ကိုဒီ NUG MOD လက်အောက်ကိုအဲ့ဒါအလုတ်လုတ်ခိုင်းပြီးတော့ကောင်းကောင်း train နဲ့ train နဲ့ခါမှလည်းအဲ့ချိန်မှာကုန်ကြစရိတ်တွေစားစရိတ်တွေနော်ဒါတွေကအများကြီးလုတ်ခဲ့ရတယ်ပေါ့နော်လုတ်ခဲ့ရပြီးတော့အခုလည်းကြာတော့သူတို့ခွဲထွက်တယ်သူတို့ဘန်သူတို့ဒါပေမဲ့သူတော်လန်ကြီးကထွက်တာတော့မဟုတ်ဘူးပေါ့နော် ဲ့ဒါတော့တို့တို့တို့အကြောင်းတို့တို့သိလိုက်မယ်ပေါ့ဒါပေမဲ့ကျွန်တော်ကအဲ့လိုမဖြစ်စေချင်ဘူးကျွန်တော်ဖြစ်စေချင်တာကဘာလဲဆိုတော့ဒီဒီပေါ့ပူပေါင်းဆောင်ရွက်ခြင်းတွေကိုပဲကျွန်တော်ကလိုချင်တယ်ဖြစ်စေချင်တယ်နော်တတိမမှန်ရင်တော့တမျိုးပေါ့ဗျာနော်အခုကဒါကိုစွဲလို့ဆိုရတယ်တတိမမှန်တဲ့အလုပ်လုပ်နေတဲ့အဖွဲ့ဖြစ်တယ် and UG ဆိုရတယ်တတိမမှန်တဲ့အလုပ်လုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတော့ဒီလိုပေါင်းစည်းချိတ်ခြင်းတယ်ပေါ့နော်ပို့ပြီးတော့ဟိုဟာဖြစ်သွားအောင်အဲ့တော့ဒီဒီကိုစွဲတို့ဘာလို့လိုအပ်နေတဲ့အရာတွေကိုကျွန်တော်တို့မိဘပြည်သူတွေကလည်း အဲသူတို့အဲ့လိုမျိုးတွေမပြောအောင်လို့ပေါ့နော်ဝိုင်းပြီးတော့အဲဖြည့်ဆည်းပေးစေခြင်း ਨੇ မိဘပြည်သူတွေကိုနော်ဖြည့်ဆည်းပေးစေခြင်း ਨੇ အဲပြီးလို့ရှိရင်အမှဟိုတကယ်လို့ပေါ့နော်ဒီ NUG MOD နဲ့အရောက်စန့်ကျင်ဘက်တွေလုံနေတယ်ဆိုရင်လည်းအဲပြည်သူလူထုကလက်ခံထားတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက်ကြောင့်နော်အဲ့ခါကျရင်ဟိုမှတ်လောက်သားလောက်အောင်ပေါ့နော်မှတ်လောက်သားလောက်အောင်ရိတ်ခါဖြတ်မယ်နော်ဟိုအလှူတန်းတွေဖြတ်မယ်ဆိုလို့ရှိရင်လည်းဒါဆိုရင်ကြာရှည်ရဲ့တည်နိုင်တဲ့အစွမ်းမရှိဘူးလေအဲ့ခါကျတော့မှဘာလဲဆိုတော့တန်ဖိုးကိုနားလဲမှာ เนาะတန်ဖိုးနားလဲမှာအဲ့တော့အားလုံးကဘာလဲဆိုတော့ NUG ကိုဟို NUG MOD နဲ့เนาะသွားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းရင်းသားတွေမှာလက်နက်ကိုင်တွေကြတော့သူတို့ကသူတို့မှာသူတို့ရည်မှန်းချက်ရှိတယ်သူတို့ရည်ရွယ်ချက်ရှိတယ်သူတို့နယ်မြေလွတ်မြောက်ရေးတွေရှိတယ်တနည်းနည်းကြရင်သူတို့လည်းမတက်တာတော့လည်းနေကြလို့ရှိရင်เนาะမြေအောင်လာညသွားပေါင်းပါပဲเนาะသွားပေါင်းပါပဲသူတို့လည်းဒါဆိုတော့သူတို့လိုချင်တာရသွားပြီဆိုရင်သွားပေါင်းပါပဲဟိုကောင်ကလည်းဘာလဲဆိုတော့ PR စနစ်သွားမယ်လို့ Federal Pay မယ်လို့လုပ်ပါပဲမြေအောင်လာလည်းမဖြစ်ဖြစ်တဲ့နေနဲ့သူကလည်း အဲဟိုသူထွက်ပေါက်ရရင်ပြီးရောဆိုပြီးတော့ဟိုတိုင်းသားလက်နဲ့ကင်ညိုမလုံးပေးမှာပဲအဲ့ခါကျတော့မှကိုကနေပြီးတော့ဒီတိုင်းသားလက်နဲ့ကင်ညိုလည်းပြန်ပြီးတော့တိုက်မယ်အဲ့ဒါဒီဒီမဟာလစစ်တပ်ကြီးကိုလည်းတိုက်မယ်ဆိုရင်ဟိုအရန်ကြာသွားလိမ့်မယ်เนาะ9နှစ်မဟုတ်10နှစ်လည်းမပြီးတော့ဘူးအဲ့ခါကျရင်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီဘက်ကမတရားမလုပ်ဘူးလေဖြုတ်ထုတ်တတ်တယ်မလုပ်ဘူးเนาะဖြုတ်ထုတ်တတ်တယ်မလုပ်တဲ့ခါကျတော့ เนาะအဲ့လိုမျိုးရှိတယ်ပေါ့เนาะအဲ့တော့အဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့เนาะဒီဒီကျွန်တော်တို့ကျွန်တော်တို့ဟိုပါပေါ့ဒီတော်လိုင်းကြီးအောင်ကျင်တယ်ဆိုလို့ရှိရင်အဲပူပေါင်းဆောင်ရွက်ဖို့လိုတယ်ပေါ့เนาะဒီမြေပြင်ဖွဲ့တွေနဲ့ကျွန်တော်တို့အစိုးရတွေနဲ့ချိတ်ဆက်ပြီးတော့မှအဲဒီတော်လိုင်းကြီးလုတ်တဲ့သူမှန်သမျှလက်နက်ကိုင်မှန်သမျှဘာဖြစ်ရမလဲဆိုတော့တနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်เนาะပြည်သူတွေအကုန်လွတ်မြောက်ဖို့အတွက်ပဲရည်ရွယ်ချက်ထားရမယ်ကိုယ်နေမြေကိုယ်နေရာပိုင်ဆိုင်ဖို့အတွက်လုံလုံမဖြစ်ဘူးတခုလည်းလုံလုံမဖြစ်ဘူးကိုယ်နေရာမှာ AC ဖြစ်နေပြီဆိုရင်တခြားနေရာတွေကို light ကူရမယ်နော် light ကူပြီးတော့လှုပ်ပေးရမယ်နော်လက်နက်တွေအလကားထုတ်ပေးရမယ်ဟိုကကြတော့ဘာဖြစ်လဲဆိုတော့လက်နက်မရှိတဲ့အဖွဲ့ကလုံးဝမရှိဘူးရှိတဲ့အဖွဲ့ကအများကြီးရှိတယ်ဆိုတော့အဲ့လာတွေကလည်း check and balance လုပ်ကိုလုပ်ရမယ်နော်ခုနလိုမျိုးဟိုဟိုရန်သူလက်နက်ငါတို့လက်နက်ဆိုရင်အဲ့ဒီလက်နက်ကိုမျှရမယ်မျှပြီးတော့လုပ်ရမယ်ဟာဟိုတည်ရမှာဟိုဘယ်လိုပြောမပြီးသူလှူဒန်းတဲ့ပတ်စံတွေဗျာအဲခုအလကားပေးရမယ်လက်နက်တွေကိုဘာဖြစ်လဲဆိုတော့ပြန်ပြီးတော့နော် ပြန်ပြီးတော့ဟိုပတ်စံနဲ့ပြန်ရောင်းနေတယ်ဗျာစဉ်းစားကြည့်အဲ့လိုမျိုးတွေကလည်းမဖြစ်သင့်ဘူးเนาะအခုဒီမှာကျွန်တော်လူနေတဲ့အဖွဲ့လေးတခုဆိုရင်အဲသူတို့ကြတော့ကုန်ကျန်းနေဝယ်ရတယ်ပြီးရင်အင်တာနက်အမိုတွေဝယ်ရတယ်เนาะပြီးရင်တနက်လုတ်ဖို့အတွက်အချိန်တွေပေးရတယ်အဲ့လိုပေးပြီးတော့ဘယ်လောက်ထိစိတ်သက်ကောင်းလဲဆိုရင်အဲအဲ့လက်နှက်တွေကိုပေါ့เนาะခုနလိုတိုက်ပွဲဝင်ဖို့အတွက်အလကားပေးရတယ်ဗျာသိလားအလကားပေးရတယ်ဆိုတော့ကျွန်တော်အားလည်းပြောတယ်နောက်ဆိုရင်တော့အဲ့လိုမလုပ်ပါနဲ့လို့ဘာဖြစ်လို့ဆိုတော့အလကားပေးတယ်ဆိုတာအလကား ဒီရထားရင်အလကားပေးတာပြဿနာမရှိဘူးလို့။နောက်ကိုကဒီပြီးသူချွေးနှဲစာတွေနဲ့နော်လုံနေရတဲ့သူဖြစ်တယ်။အဲ့တော့အပေါ်မှာ material တွေပြန်ပြီးတော့ဝယ်ရတယ်နော်။ပစ္စည်းတွေပြန်ဝယ်ရတယ်၊ကုန်ချမ်းတွေပြန်ဝယ်ရတယ်ဆိုတဲ့အခါကျတော့ဒါတွေကိုနော်ဒါတွေကိုဟိုကဖြစ်ဖို့လိုတယ်။နော်ဟိုဘယ်လိုပြောမလဲ။ရှင်းပြောလို့ရှိရင်ဟိုပြန်ဖြည့်ဆည်းဖို့လိုတာပေါ့။နော်မဟုတ်လို့ရှိရင်ဘယ်ဟိုကိုကလှုပ်လိုက်ပြီးလို့ရှိရင်လကားပေးလိုက်ကိုကလှုပ်လိုက်လကားပေးလိုက်ဟုတ်တယ်တိုက်ပွဲတော့ဝင်တာတော့မှန်တယ်เนาะဟို ဥမာပေါ့ဗျာကိုယ့်ရဲ့ဒီဒီဒီကိုနဲ့အခုလက်အောက်မှာလုံနေတဲ့အဖွဲ့အစည်းတွေမဟုတ်လို့နော်ကိုကလက်နဲ့ထုတ်ပြီးတော့မှလုပ်တယ်ဆိုလို့ရှိရင်တော့အကြောင်းမဟုတ်ဘူးသိရမလားဟိုကကြတော့ဘာလဲဆိုတော့တခြားအဖွဲ့တွေကပေးရတယ်ဆိုတော့တိတ်အဆင်မပြေဘူးပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့အနေနဲ့ကတော့ဟိုမဖြစ်စေချင်ဘူးပေါ့နော်အဲအကြောင်းကျွန်တော်တို့နိုင်ငံမှာနော်အခုဟိုအချင်းပြတ်ချဆားနေတဲ့နော်အဖွဲ့အစည်းတွေပါဒီဆိုလို့ရှိရင်လည်းနော် ကျွန်တော်ပြောချင်တာဘီသူလူတို့ငဲ့ညာကြပါเนาะဘီသူလူတို့ဟာအခုဆိုရင်အရမ်းဆင်းရဲနေပြီးဒုက္ခတွေရောက်နေပြီးเนาะအဲ့အတွက်ကြောင့်ဘီသူလူတို့ကိုငဲ့ညာကြပါဘီသူလူတို့ကိုတနာကြပါเนาะကိုကိုရဲ့ဒီဒေါ်လာရေးမြန်မြန်အောင်ဖို့အရေးကြီးပါတယ်လို့เนาะဒါလေးပြောရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းပြည့်စုံကြပါစေเนาะမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဘိုင်ဘိုင်